အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေသေးကညနေမှတရားအတန်နဲ့ဈေးပိတ်ပါတယ် ဒီနေ့က9ရက်နေ့6လပိုင်း2020နဲ့9ခုနှစ်ညလပိုင်းတိုင်းရွှေဈေးကတရားတက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9200ဆိုင်ကလက်ခံတဲ့ဈေးက9200လက်ဝယ်ရနာဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9900ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3380ခုနဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်တဒေါ်လာကိုထိုင်းမှန်ငွေ30.5တင်တဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်က PSC တိုင်းရွှေခဲတစ်ပတ်သားကို9300နဲ့ပေါက်ဈေးရှိပါတယ်ဆိုင်က ံတဲ့ဈေးကတော့ရခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9000နဲ့ပြန်ပြီးတော့လက်ခံပါပါလက်ဝယ်ရနာရဲ့လက်ခါတွေကတော့ဘဏ်ကောက်ထဲမှာတပတ်သားကို တထောင်ကနေတထောင်တွေရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝေရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပေးတဲ့ပြင်ကို4900ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်69.99ကိုရှိတဲ့ရွှေအခဲတကန်ကိုဆိုင်ကရောင်းနေစီက3558ပတ်ဆိုင်ကလက်ခံနေစီက3545ပတ်နဲ့ပေါင်းစည်းရှိနေပါတယ်လက်ရှိမှာလည်းထိုင်းရွှေစည်းကအတက်စည်းနဲ့ရှိနေပါသေးတယ်ဆက်လက်တက်ဖို့လည်းလာလာရှိတယ်လို့ကမန်းထားကြပါဗျာကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3000 3500ကနေ3600အထိတက်မယ်လို့ခန့်မှန်းထားကြပါတယ်။ထိုင်းရွှေစင်ငွေကြေးတွေကိုမြန်တင်ပေးပါတယ်။ထိုင်းရွှေစင်ငွေကြေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပေးရှင်းနိုင်ကြပါစေ။